မလေးရှားမှာတာမန်အလုပ်သမားတယောက်ရဲ့တလကုန်ကြားစီဘယ်လောက်ရှိလဲအားလုံးပဲမင်္ဂလာပါ LHP Sharing Blog ကကျွန်တော်ဟိန်းလင်းထုံးမဲ့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးမယ့်အကြောင်းကတော့မလေးရှားနိုင်ငံမှာတာမန်အလုပ်သမားတယောက်ရဲ့ကုန်ကြားစီဘယ်လောက်ရှိလဲပေါ့နော်ဆိုတော့မလေးရှားနိုင်ငံမှာရောက်လာတာနှစ်ကြာလာတာနဲ့အများကျွန်တော်တို့ကုန်ကြားစီကပို့ပြီးတော့မြင့်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 လာပါတယ်ဘာဖြစ်လို့လဲဆိုတော့တုံးတက်လာရဲ့ပေါ့နော်အတုံးအစွဲကို သုံးတွက်သုံးတက်ဆွဲတက်လာတဲ့အတွက်ကုန်ကြစည်းကတုံးနဲ့တူမတူပါပို့ပြီးတော့မြင့်တက်လာပါတယ်ဆိုတော့တာမန်အခုမှရောက်ပြီးတော့သိမကြသေးဘူးအလောက်ကလည်းလုံနေတဲ့လူတို့ကတော့တာမန်ဝင်ဝင်ဝင်လေးနဲ့ပဲဘလူမြတ်တောင်သုံးဆွဲရမလဲဆိုတော့ပြန်လည်းညှောက်ပြီးတော့မှဖြစ်ပါတယ်မလေးရှားနိုင်ငံမှာအခုအခြေခံလှစာက1900ပေါ့နော်ဗီနီယမ်မှာပြေကွာအလုတ်သွားလုပ်ပြီးအင်နာသွားပြည့်ပြီဆိုလို့ရှိရင်တော့1900 1800ဆက်ပေးပါတယ်ဆိုတော့စားတော့ဆိုင်နေဆိုရင်တော့အလုတ်ချိန်ရှိတဲ့အတွက်1800ပေးတယ်တချို့တွေကျတော့စကားမတက်လို့ဆိုပြီး1900လည်းပဲပေးတယ် ဆိုတော့ဘာသာစကားမတိုင်တော့လုံးလုံးရတာတိတ်အဆင်မပြေတော့ဘာသာစကားတက်တက်လူတွေတော့ပို့ပြီးတော့အဆင်ပြေပါတယ်အခုချိန်မှာမလေးရှားမှာလက်ရှိအလုပ်တွေကလည်းအရင်ရှားပါနေပါတယ်ရှားပါနေရဆိုတာလူတွေများလာလို့ပါမလေးရှားနိုင်ငံကိုရောက်လာတဲ့လူတွေများတဲ့အတွက်အိမ်မှာဆိုလို့ရှိရင်ပုံမှန်အိမ်တိုင်းမှာဆိုလို့ရှိရင်အလုပ်လက်မဲ့အလုပ်မရှိတဲ့လူပေါ့နော်အလုပ်မရှိတဲ့မြန်မာနိုင်ငံသားမြန်မာနိုင်ငံကြီးရောက်လာတဲ့လူတော်တော်များများနှစ်ယောက်သုံးယောက်လောက်ကတော့အနေလို့ရှိပါတယ်။တချို့အိမ်တွေဆိုလို့ရှိရင်လည်းမိသားစုတွေခေါ်ပြီးတော့အိမ်မှာတင်ကျွေးရတဲ့အခြေအနေတိရှိပါတယ်။ဆိုတော့တာမန် အလုပ်သမားတယောက်အနေနဲ့ဝင်ဝင်လာစားတစ်လောက်1900နဲ့ဘယ်လိုသုံးမလဲပေါ့နော်ဆိုတော့ကုန်ကြစီဘယ်လောက်ရှိလဲကိုကျွန်တော်ပြန်လည်းမျှော်ပြီးတော့မှဖြစ်ပါတယ်အခုလက်ရှိမလေးရှားနိုင်ငံမှာကုန်သိန်းနှုန်းတွေကလည်းတက်နေပါတယ်အရင်နဲ့မတူပါဘူးအရင်နဲ့ဘယ်လိုဆိုတော့ဒါကုန်သိန်းနှုန်းဆိုတော့ဘယ်နိုင်ငံမှာမဆိုတက်တက်တက်သဘောတရားရှိတဲ့အတွက်ကုန်သိန်းနှုန်းကတော့ကျတယ်ဆိုတော့ရှားပါတယ်ပဲလေပဲဆိုရပဲတက်တက်မလေးရှားနိုင်ငံမှာကုန်စင်းတို့တော့တက်နေပါပါတက်နေမှာဖြစ်တဲ့အတွက်ကုန်ကြစည်းကလည်းတစ်ဆင့်နဲ့တစ်ဆင့်ပို့ပြီးများနေပါပါတာမန်လာစာ1900နဲ့ကုန်ကြစည်းဘလို့ချွေတာတော့မယ်ပေါ့နော်ဆိုတော့တာမန်လူတယောက်အနေနဲ့ ကိုယ့်ကိုချက်စားမယ်ကိုယ့်ကိုချက်စားမယ်ကိုယ့်ကိုဈေးသွမ်းမယ်ဆိုလို့ရှိရင်တော့ကုန်ကျစရိတ်တက်တာအောင်ဖန်တီးလို့ရပါတယ်ကုန်ကျစရိတ်တက်အောင်ဖန်တီးလို့ရဆိုတော့ဘယ်လိုလဲဆိုတော့ကိုယ့်အရင်ဆုံး budget ကိုစဉ်းစားမယ်တစ်လကို nga 300နဲ့လောက်သုံးမယ်ဒါအနည်းဆုံးတော့အခုဒီမှာရောက်လာပြီနှစ်နှစ်နဲ့ကြာလာတဲ့လူတွေဆိုလို့ရှိရင်300နဲ့မလောက်ပါဘူးဆိုတော့ကိုယ့်ကအခုမှရောက်လာကြတာဆိုလို့ရှိရင်300လောက်နဲ့လောက်သုံးနိုင်ရမယ်ဘာတွေသုံးရမလဲဆိုတော့အရင်ဆုံးကိုယ်ဝယ်ထားမှာတစ်လစာအတွက်စန်စီစာချက်သွန်းအဲ့လိုမျိုးဝယ်ထားမယ်နောက်ပြီးတော့ဈေးကိုတက်နိုင်လို့ရှိရင် ကုန်တိုက်ဒီမှာမဝယ်ဘဲနဲ့ဈေးဝယ်တက်အောင်လို့ကျွန်တော် အရင်ဗီဒီယိုမှာတင်ထားပြပါတယ်ဘယ်ဆိုင်ဒီမှာဝင်တော့ဈေးတက်တာလဲဘယ်နေရာဒီမှာဈေးမတက်တာဘူးနော်အဲ့ဗီဒီယိုပြန်ကြည့်ရင်သိမှာဖြစ်ပါတယ်ဆိုတော့ကိုကမလေးရှားလာတာပတ်စံရှားဖို့လာတာပတ်စံရှားဖို့လာတာဖြစ်တဲ့အတွက်ပတ်စံရင်လုံးချွေတားမယ်အဲ့လိုပြောတဲ့ကျွန်တော်တို့လည်းပတ်စံရှားဖို့လာခဲ့တာပဲအချိန်တိုင်းတိုင်းကိုကျွန်တော်တို့လည်းနားမလဲခဲ့ဘူးပတ်စံရရင်သုံးမယ်အိမ်ကိုပို့မယ်အိမ်ကိုပို့တယ်ပတ်စံသုံးတယ်ဘာဖြစ်လဲကုန်တယ်ပေါ့နော်ဆိုတော့အဲ့ရမှာဘာဖြစ်လာလဲဆိုတော့ကိုတို့ကဘာမှမကြံဘူးအများကြီးမစုမိမဆောင်မိတော့ အားမဖြစ်မလားဘောနမြန်မာနိုင်ငံပြန်သွားတော့ကိုရှိတာလေးနဲ့ဟိုလိုလိုက်ဒီလိုလိုက်နဲ့ကုံသွားတယ်ဗျာအဲ့လိုလူမျိုးတွေအများကြီးပဲဆိုတော့မြန်မာနိုင်ငံရှိတဲ့မိဘတွေကကိုယ့်ရဲ့ဟာကိုရင်းနှီးမြှုပ်နှံထားပြီးတော့တမျိုးပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကကိုယ့်ရဲ့လားစာကိုအိမ်ကိုပို့ကိုကဒီမှာ၃ကုံတလကုံတလဆိုရင်တော့နှစ်ကြာလာတဲ့အမြဘာမှဖြစ်လာမှာမဟုတ်ပါဘူးဆိုတော့အခုမှရောက်နေတဲ့လူငယ်တွေကအရင်ပဲ သူတို့ရဲ့စိတ်ထဲမှာအတက်ပြပြရတော့ပတ်စံစုမယ်မြန်မာနိုင်ငံကိုပြီးလို့ရှိရင်ပတ်စံအစီအပြီးလို့ရှိရင်မြန်မာနိုင်ငံကိုပြင်ရမယ်ပြင်လို့ရှိရင်တော့တခုခုဖြစ်အောင်လုပ်မယ်ပေါ့နော်အဲ့စိတ်ကတော့လူတိုင်းမှာမလေးချာဆလာတဲ့အချိန်မှာရေကြရရှိကြတာကြီးပဲရှိကြတဲ့လူတွေညာပေါ့ဒါပေမဲ့နှစ်နှစ်လေးနည်းနည်းကြာလဲကြာတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်သုံးတက်ဆွဲတက်လာတယ်သုံးတက်ဆွဲတက်လာတာဘလို့ဘလို့သုံးတက်ဆွဲတက်လာလဲဆိုတော့အခြေခံအားဖြင့်ပေါ့နော်ကိုက site delivery ထိုင်မယ်ဆိုရင်တော့မှအာတာမန်ဆိုင်ဆိုရင်မထိုင်ကြတော့ဘူးတာမန်ဆိုင်ဆိုမထိုင်ကြမဲ့တဲ့နည်းနည်းအဆင်ပြေတဲ့ဆိုင်မျိုးလေးမှာထိုင်ပြီးစားကြတယ် ဆိုတော့ဒါကဗမာလူပြောမယ်ဆိုရင်တော့နည်းနည်းရှားတာပေါ့နော်အဆင်မပြေဘူးဆိုတော့တာမန်ကိုလာစားနေပြန်ပြီးကြည့်မယ်ဆိုရင်အဆင်ပြေကျွန်တော်ရဲ့အမှတ်မှတ်ရရတခုပေါ့နော်အမှားလုပ်ခဲ့မိတဲ့တခုကဘာလဲဆိုတော့ကျွန်တော်အဲ့ချိန်ကဝင်ဝင်လာစားအရန်နေတယ်လာစားရန်နေလာစားဝင်ဝင်ရဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ထင်တယ်လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကဆိုတော့လာစားတထောင်ကျော်ကျော်မှာပေါ့နော်အဲ့ထောင်ကျော်မှာကျွန်တော်ဘာလုပ်လဲဆိုတော့ iPhone 6 Plus ကိုဝယ်ခဲ့တယ်စပေါ်တာပေါ့နော်ဝယ်လိုက်တော့ iPhone ရဲ့တန်ကြီးက2000ကျော်တယ်ဆိုတော့ကျွန်တော်လာစားထောင်ကျော်ကျွန်တော်ဝယ်နှစ်လားစားကျွန်တော်ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ဝယ်ပြီးတော့ကျွန်တော် စိတ်ထဲမှာကျွန်တော်စဉ်းစားမိတယ်ဒါငါမှားသွားပြီငါအမှားလုပ်နေပါပြီပေါ့နော်ဒါပေမဲ့မတက်နိုင်ဘူးဒီဟာတန်အောင်ဘလူးပြန်ကင်ရမလို့ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဟာကိုကိုတခုခုမှားပြီးတော့ဝယ်လိုက်ပြီဆိုလို့ရှိရင်အဲ့အမှားကိုအတွက်ကိုကိုပြန်ပြီးတော့ပြန်ချီရအောင်ဆိုတော့ကိုကတာမန်ဖုန်းတစ်လုံးကင်မယ်ဆိုလို့ရှိရင် UU ဖုန်းလေးကိုကင်ဖို့အတွက်၄နှစ်ကင်လို့ဆိုရင်ဒီဖုန်းကို၈နှစ်လောက်ကင်တယ်ဟုတ်ကိုအစီအပြေအောင်ယူတည်ရတော့ပေါ့နော်အဲ့လိုပဲပြန်လုပ်ရတာပေါ့ဒီလိုပဲကျွန်တော်တို့ဈေးတွေပါဝယ်တဲ့ခါမှလည်းအမှားပြနေရှိတယ်တချို့ဆိုလို့ရှိရင်ဝစ်ချင်တာ brand ပေါ့နော် brand ပဲဝစ်ချင်တယ်ဆိုတော့တာမန်ဝိပုတ်တော့အစင်မပြေဘူးအမေကတော့အစင်မပြေလို့ဆိုတော့ပြေးတယ် မပြေအောင်ဟိုသူ့ရဲ့စိတ်မှာကိုရီးယားနိုင်ငံခြားမှာရောက်လို့ပြီးငါ brand ဝင်မှာအဆင်ပြေမှာပေါ့နော်အဲ့လိုဖြစ်သွားတယ်ဆိုတော့နောက်တစ်ခုကကိုယ့်ရဲ့ဝင်ငွေနည်းနည်းလေးမြင့်လာနေမြတ်ပြေလို့သွားမလို့ဆိုတော့ဘားတွေကလပ်တွေကိုအဲ့လိုသွားဖို့အတွက်နည်းနည်းစဉ်းစားလာတယ်ပေါ့နော်အပျော်ရှာတာပေါ့ဆိုတော့ပျော်ရှာတာရှာလို့မရဘူးရှာလို့ရတယ်ဘယ်နေရာမှာမဆိုးရှာလို့ရတယ်အပျော်ကချမ်းနေမှာမရှိပါဘူးကိုယ်စီမှာပဲရှိပါတယ်ဘာလို့ဆိုတော့ဒီဘားတွေကလပ်တွေမှာသွားရှာမှာအပျော်ရှိတာမဟုတ်ပါဘူးဒါတော့ဟိုကိုယ့်ရဲ့အယူဆနဲ့တောင်းတောင်းမတူးပေါ့နော်သွားချင်လို့သွားတယ်သူ့ရဲ့ဝင်ငွေတိုင်းတိုင်းနဲ့သွားနေတယ်ဆိုတော့ကိုကတော့သွားတင်လာမသွားတင်လာစဉ်းစားမှုမှာ ွားရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့အခုဝင်ငွေနဲ့ညှအောင်ဘယ်လိုတောင်းရမလဲဆိုတော့ကျွန်တော်ပြောပြပြီးတော့ပေါ့နော်ဆိုတော့ကိုကဝင်ငွေနဲ့နေရဆိုလို့ရှိရင်တလားစာစံစီစားရင်ဝယ်ထားမယ်ပြီးလို့ရှိရင်ဈေးကိုတစ်ပတ်ကိုနှစ်ခါဆိုနှစ်ခါပဲတောင်းတယ်ဆိုတော့ဖာစာမန်လမ်းရှိတယ်ညာဈေးပေါ့နော်ဖာစာမန်လမ်းမှာတော့ဝယ်ဝယ်ဝယ်လို့ဆိုလို့ရှိရင်တခြားကိုပဲနေရာမှာဝယ်ခြင်းလဲတင့်တော်တဲ့ပုံတိုင်းလေးမှာဝယ်ဖို့အတွက် အစီအကြီးတဲ့ကုန်တိုက်တွေအများကြီးပါတယ်ဈေးဈေးကြီးတဲ့ကုန်တိုက်တွေမှာပဲဝယ်စရာမလိုပါဘူးပုံမှန်တော့မလေးရှားမှာအများဆုံးနေရာလူကြီးအစားအများကတော့ကျောက်နဲ့ခေါက်ဆွဲချောက်ပေါ့နော်ကျောက်နဲ့ခေါက်ဆွဲချောက်ကတော့မဖြစ်မနေစားရမယ့်အရာတွေပဲဖြစ်ပါတယ်ဆိုတော့နောက်ပြီးတော့ပတ်စံစုကိုအကြောင်းလေးပေါ့နော်ဆိုတော့ပတ်စံကိုကိုယ့်အတွက်အရင်ဆုံးစုပါအဲကိုမပို့နဲ့လို့ပြောရမှာပေါ့နော်ကျွန်တော်တို့အရင်ဂျိန်တော့ပတ်စံကိုကိုယ့်ပုံမစုခဲ့မိကြဘူးဆိုတော့အလုံးလုံးတဲ့လစာများတယ်လစာများတယ်ဆိုလို့ရှိရင်လစာများတယ်ဆိုတော့လစာ1900မှာကကသုံးဖို့300ကျန်တဲ့ပတ်စံအိမ်ကိုခွဲပုံမယ်ခွဲပုံမယ်ဆိုလို့ရှိရင်ဒါအိမ်အတွက်ကဘလောက် ငါတော့ကတော့ဘလောက်ဆိုပြီးတော့ကိုယ့်ဘက်ကိုစုပါတလောက်300ပဲရရ200ပဲရကိုယ့်ဘက်ကိုစုထားပါလားတွေများလာမှအိုက်ပစံကိုယ့်လက်ထက်မှာကျန်မှာဖြစ်ပါတယ်ဆိုတော့အိုက်ပစံကိုစုလို့ရှိရင်လေကိုယ့်နဲ့တည့်ရလူရဲ့ဘဏ်အကောင့်ပဲပြင်ငှားရဲပြီးတော့ကိုယ့်ရုပ်ကြီးအားကိုယ့်ရဲ့ဆွေမျိုးတွေကအကြီးကြီးဆွေမျိုးတွေကရောက်တာကြားရလူပဲဖြစ်ပါတော့သူကဘဏ်အကောင့်ငှားပြီးတော့စုလို့လည်းရပါတယ်ဒါမှမဟုတ်ကိုယ့်ဘက်ကို အကောင့်ဖွင့်စလို့လည်းရပါတယ်ဆိုတော့ကို့မှာဘဏ်အကောင့်ဖွင့်လို့မရဆိုလို့ရှိရင်ကျွန်တော်နောက်ပြန် Magentric account ဖွင့်နိုင်တဲ့ Insta Pay ဖွင့်နိုင်လို့ကျွန်တော်ပြန်လည်းမျှဝေပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ Insta Pay account တော့ကျွန်တော်အခုလက်ရှိသုံးနေတာအဆင်ပြေပါတယ်တခြားဘဏ်တွေနဲ့လည်းချိန်ပြီးတော့ cash deposit ထည့်လို့လည်းရတယ်နောက်ပြီးတော့ပတ်စံလွှဲတာတွေပါလေပုံမိထည့်တိုင်းပါလေအဆင်ပြေပါတယ်မြန်မာနိုင်ငံတိပုံမိထည့်လို့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းကတော့မလေးရှားနိုင်ငံကိုရောက်နေတဲ့လူတယောက်ရဲ့ပုံကြေးကဖြန်းပြအနည်းဆုံး300အနေအထက်ရှိပါတယ်ကျွန်တော်ကိုကရောက်တာမကြတယ်ဆိုလို့ရှိရင်တော့ ပတ်စံကိုချွေချွေတတာသုံးဖို့တတိပင်းပြန်လည်ဖြောက်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်